စီစဉ်ရတော့ဟိုဒီဒီကျွန်တော်တို့ဒီကျူတီပီစရတဲ့ပရိုဂရမ်နဲ့ကျွန်တော်တို့ဘေကွန်းပြောခြင်းဖြစ်ပါတယ်။ဒါဒီမေကွန်းနဲ့ကျူတီပီစရတဲ့ဘေကွန်းပါပဲ။အမှန်တကယ်မှာပြောကြလေးတွေကျွန်တော်နေနေရှိတဲ့တဲ့ကြောင့်ကျွန်တော်ကျေးပိုင်ကွန်ပလီတဲ့ကျွန်တော်အတိပေးထားပါတယ်။ငါ10မိနစ်တော့လည်းနေပြောခြင်းပါတယ်ဆိုရင်ကျွန်တော်ပြောထားပါတယ်။အဲ့တော့ဒီညဉ့်ဆိုင်နဲ့ NC နဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးနေနေကျွန်တော်တို့နိုင်ငံရဲ့အခြေအနေလေးပေါ့လေ။ကျွန်တော်လည်းရတာ ်89နှစ်ကျော်ပြီဖြစ်ပြီးတော့လာမယ့်2028ဆိုလို့ရှိရင်နှစ်80ပြည့်ပါတော့ကျွန်တော်လူလာရဲ့ရတာဘာများပြည့်ပြည့်ဘဝခံစားရလဲပေါ့ဒါကျွန်တော်တို့ပြန်ကြည့်ဖို့လိုပါလိမ့်လူလာရကြရေပယောဂမျိုးကြီးတွေကြောင့်အခုထိတိုင်းပြည်မှာတိုင်းသာပြည်သူတွေဒုက္ခဆင်းရဲမျိုးစုံနဲ့ကြိုးတုနေရတာဖြစ်ပါတယ်ကျွန်တော်အိန္ဒိယနိုင်ငံတွေပါဝင် တည်ငြိမ်ပြီးတော့တိုးတက်နေတဲ့နိုင်ငံမှန်းနဲ့နှိုင်းရှင်ကြည့်နိုင်ပါတယ်။ကိုယ်နဲ့အင်အားတူတဲ့ကိုယ်နဲ့လူကြီးအပြင်တူညီတဲ့အကြံအဝန်အပြင်တူညီတဲ့စီပွားရေးအပြင်တူညီတဲ့နိုင်ငံတွေနဲ့နှိုင်းရှင်ကြည့်မှုဆိုတော့ကျွန်တော်တို့နောက်ကြကြံခဲ့တော့ဒါတွေ့နိုင်ပါတယ်။ဒါပါလဲဆိုရင်တော့စောစောကကျွန်တော်တို့ကျွန်တော်မေခွန်းမှလည်းပါပါတယ်။ပြည်တွင်းပြည်ပပြောကအမျိုးမျိုးကြောင့်ကျွန်တော်တို့ဒီလိုဖြစ်လာခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ပါတယ်။ အစိုးရကတော့အားနေချက်ရှိသောတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေထဲမှာတိပညာတက်ပညာအတိုင်းပညာအားနေနေတာဆိုတာလေကျွန်တော်တို့တွေ့ပါဒါလေလူကြီးနေအိမ်ကျောင်းစာတကောင်စင်းကောက်တဲ့အချိန်မှာဒီမှာအကုန်လုံးပေါ်ပါတယ်ဒီချက်လေးတွေကြည့်မယ်ဆိုရင်ဒါသင်ခန်းစာကြီးမားစွာကျွန်တော်တို့ပြီးထတာကိုကျွန်တော်တွေ့ပါတယ် လွတ်လပ်ရပြီးမရခင် အချိန်ပေါ့လေ။နော်လွတ်လပ်ရချင်းဆုံးရှုံးမှုကာလ။နော်ဒီဘက်လွတ်လပ်ရပြီးတော့ဒီဘက်ကာလပေါ့။ပြန်ကြည့်ခစ်တမိုင်းကြောင့်ပြန်ကြည့်လို့ရှိရင်လည်းကျွန်တော်ပြီးခဲ့တဲ့ညဉ့်ညဲညီလာပါလို့ကျွန်တော် ပြောခဲ့ပါတယ်။ကျွန်တော်ရှင်ကြီးမောင်လည်းဝင်ခဲ့တယ်၊ရှင်ငယ်မောင်လည်းဝင်ခဲ့တယ်။ကျွန်တော်မျိုးစုံကြုံတွေ့ခဲ့ရပြီးကြောတင်ကားသာယူပြီးတော့ကျွန်တော်1980ခုနှစ်ဒီမိုကရေစီ နဲ့ပတ်သက်ပြီးတောင်းဆိုမှုတွေလုပ်တဲ့အချိန်မှာပြည်သူကနေပြီးတော့ပါတီဆိုဒီမိုကရေစီကိုသွားကျင်တယ်လို့ပြောတော့တဲ့ကြောင့်အဲဟုတ်ပြီအဲဒါဆိုရင်လည်းပြည်သူရဲ့ဌာနဖြစ်တဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အခုရအောင်သွားကြတာဖြစ်ပါတယ်တခါကလည်းပါတီဆိုဒီမိုကရေစီနဲ့ပြည်စုံတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုခြေခံနေပြည်တော်စုတိဆောက်ရေးလို့ကျွန်တော်သွားပါတယ်ဒါလည်းတမတော်နေပြီးဥဆောင်ပြီးလုပ်ပေးကြတာဖြစ်ပါတယ် အဲ့ဒီအချိန်တုန်းကအဲ့ဒီအချိန်တုန်းကရှိခဲ့တဲ့အချိန်တွေရပါလေဒီအချိန်ကဥပဒေကျွန်တော်ရေးဆွဲခဲ့တော့ဖြစ်ပါဖြစ်တဲ့အတွက်ကြောင့်အဲဒါကျွန်တော်တို့ပြည့်ပုံဖို့လိုအပ်တယ်ဆိုတာကျွန်တော်နားလဲပါအဲ့တော့ကျွန်တော်ဒီ2021ခုနှစ်နိုင်ငံရဲ့တာဝန်ယူပြီးတဲ့အချိန်မှာဒါတိုင်းသားနဲ့တကအဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေနောက်သုဆုံတည်သူဆွတ်ထားတဲ့ပုဂ္ဂိုလ်တွေနောက်ကျွန်တော်ရဲ့ကျွန်တော်ကိုယ်တိုင်တော်တော်ကောင်းကျွန်တော်ရဲ့ကုသကုသလေများနဲ့တော်တော်ကောင်းအချိန်ချင်းသုဆုံဆွေးနွေးပြီးတော့မှ ကဲဟုတ်ပြီအခြေခံဥပဒေတွေပြင်ဖို့တဲ့ကျွန်တော်တချို့ ware ကျွန်တော်သဘောတူညီချက်ကိုပေးပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ချင်ပါတယ်ကျွန်တော်ကိုယ်ရဲ့ကျွန်တော်ရဲ့စံတာကတိုက်ပြီးအေဂျင့်ပြုလို့မှတိုးတက်ချင်တဲ့တိုက်ပြီးဖြစ်ချင်တယ်ဘာလို့ကျွန်တော်နှောက်ကြချင်ခဲ့ရလဲဒါကြောင့်ဖြစ်နေတာကျွန်တော်ဘက်လုပ်ပေးမယ်တိုင်းသားနဲ့တက်ဆိုင်ရတက်ဆိုင်ရပုံကူများလည်းဖြစ်နေတာကိုပဲပြောဖို့လုပ်ကြဖို့ဒါပြောချင်ပါမဖြစ်နေတာလည်းရှောက်ပြောပြီးတော့ပါ အလုံးနေလို့မရပါဘူးနော်ဒါကြောင့်ကျွန်တော်တို့ဒါကိုလေဟလာဥတိကျမှန်ကသာနဲ့လှုပ်ဖို့ကျွန်တော်လိုအပ်ပါတယ်ဒီမှာလည်းခုနကကျွန်တော်တို့ဒီတိုင်းရင်းသားနေပတ်သက်ပြီးတော့တောင်းဆိုချက်တွေလုပ်တဲ့အခါမှာနိုင်ငံရေးအစီအမင်းဖြစ်တဲ့လွတ်တော်ပေါ်မှာပြောနိုင်တာတော့အကောင်းဆုံးဖြစ်ပါဒါကြောင့်ကျွန်တော်စပြီးတော့ဒီဟာနဲ့ပတ်သက်စဉ်းစားတဲ့အခါမှာဒါဒီအချို့ကြကိုစားပြုစနစ် ဒီသွားဖို့ကျွန်တော်တို့လည်းကျွန်တော်တို့ဒီဇာလေးကျွန်တော်စဉ်းစားခဲ့ပါအဲတော့ကျွန်တော်ပြီးခဲ့တဲ့ဟလာဒီရွက်ကော်ပဲရတာဒီကိုလို့အသုံးတက်ပြီးတော့မှဒါပေမဲ့ရွက်ကော်ပြောက်လို့ရှင်တော့ဒါရွက်ကော်ပဲပုံစံလေးပြောင်းလို့လုပ်ကြမယ်ဆိုပြီးကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒါလည်းပါတီနိုင်ငံရေးပါတီတွေအားလုံးသဘောတူညီချက်နဲ့လုပ်တာဖြစ်ပါတယ်အဲတော့ဒါပေမဲ့ဒီဇင်မာ၂၈နေမှာရွက်ကော်ပဲကျွန်တော်လုပ်ပါမယ်စီရင်ပေးထားတဲ့အားလုံးပေါင်း ဝင်ဖို့တဲ့အလိုပါ58ပါတီရှိပါတယ်။တနင်္ဂနွေလုံးဝင်ပြိုင်မှ6ပါတီနောက်တော့ပြည်내အတိုင်းဒေသကြီးတွေမှာဝင်ပြိုင်မှ58ပါတီ58ပါတီရှိပါတယ်။အဲကျွန်တော်တို့စစ်စစ်လို့စစ်စစ်ဖို့အတွက်အဲကျွန်တော်တို့တက်ဆိုင်ဝန်ကြီးဌာနတွေရောက်ရှိလာတဲ့ဆင်းရဲကြည့်တဲ့အခါမှာတော့ကုဒရလောင်း9000ကျော်ကျွန်တော်ရှိပါတယ်။အဲဒါနည်းနည်းတချို့အားလည်းအဲအချမ်းမြင့်ကြည့်တဲ့အခါမှာလည်းအတိုင်းပြကြတဲ့ပတ်သက်တာတို့တခြားကိစ္စအတိတဲ့ ညီဆွနာတွေ့တဲ့အခါကျတော့ချို့ရလဲအပြောင်းလဲတော့ဒါရှိနေပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ဒါဒီရုပ်ကောက်ပွဲတော့ဒါတော်တော်အားကောင်းတဲ့ရုပ်ကောက်ပွဲတစ်ခုဖြစ်မလို့ကျွန်တော်တို့ပြောလို့ပါကျွန်တော်ကူရတီရအားပေးပါတယ်နော်လောက်ကြပါကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတဲ့ free and fair ဖြစ်တဲ့ရုပ်ကောက်ပဲဖြစ်ကိုဖြစ်ရမယ်ဆိုပြီးကျွန်တော်ပြောပါတယ်ပြီးခဲ့တဲ့ရုပ်ကောက်ပဲ၃ရက်မှာ အတွေ့အကြုံရမဲမတမမှုတွေဖြစ်ခဲ့တာဒီ ဒီမဲလက်မှတ်နဲ့ပြီးတဲ့ဟာမှာတော်တော်လေးပြဿနာတက်ပါတယ်။နောက်ကျူတင်မဲတွေမှာပြဿနာမျိုးစုံတက်ခဲ့ပါတယ်။ဒါကြောင့်ဒီဟာကိုဒါဒီမဲ့ဖြစ်အောင်စီပြီးတော့မြန်မာလက်ထောင်းနေဗော်ဒီမရှင်ကျွန်တော်ကိုယ်တိုင်မဲ့ဒါအခြေချင်းစီစီပြီးတော့မှဒီတိုင်းလောက်ပါပတ်စံကိုယ်ယူလဲကိုယ်မစီဆိုပြီးတော့ကျွန်တော်တို့ဒါဖြစ်ပါတယ်။ဒါမနေ့ကတက်ဆိုင်ပုံကိုတချို့လည်းကျွန်တော်ပြပါတယ်။နော်ဘလို့မှမဲလင်းစရာအကြောင်းမရှိပါဘူး။မတမမလို့လို့စားလုံးနေတာအကြောင်းကိုမရှိဘူး။ကျူတင်မဲတွေကန့်တက်ချက်တွေမျိုးစုံကျွန်တော်လုပ်ထားပါတယ်။ ဒါကြောင့်ဒီဟာတော့ဟဲ့လားရုပ်ကောက်ပဲတော့အောင်မြင်တဲ့ရုပ်ကောက်ပဲဖြစ်နေမယ်လို့ဟဲ့လား free and fair ဖြစ်တဲ့ရုပ်ကောက်ပဲဖြစ်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်ပထမချိန်မှာတော့တရားနဲ့နှမျိုးနေပေါ့ဒုတိယချိန်မှာတရားကျွန်တော်လုပ်ပါပါကျန်တဲ့မျိုးနေတွေကတော့ဟဲ့လားတတိယချိန်မှာကျွန်တော်လုပ်ပါပါရန်တော့ပြတော့မရဘူးဆိုတော့ကျူတင်ကျွန်တော်ဝန်ခံထားပါနော်ရန်တော့ပြတော့ရုပ်ကောက်ပဲ၃00လို့မှလည်းရန်တော့ပြမလုပ်နိုင်ခဲ့ပါဘူးရုပ်ကောက်ပဲကိုရန်တော့ပြ ်ဒါမလုပ်နိုင်တော့မှကြံတဲ့အကြောင်းမျိုးမျိုးကြောင့်မလုပ်နိုင်တဲ့ယူကောက်ပွဲကိုလည်းနောက်လာမယ့်အစိုးရနဲ့ယူကောက်ပွဲကော်မရှင်နေပြီးတော့ဂျာပြယူကောက်ပွဲလုပ်တဲ့ခါကျရင်ဒါဖြည့်ဆည်းပြီးတော့မှဒါအလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့ဒါလည်းစဉ်းစားဆားတယ်ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်ပြောလိုပါအဓိကတော့ကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံတော်ကပြည်သူရဲ့ရွေးချယ်တဲ့လမ်းကြောင်းဖြစ်တဲ့ဒါဒီမိုကရေစီလမ်းကြောင်းပေါ်မှာခံရမှာရည်ကြည်ဖို့လိုအပ်ပါတယ် ဒါကိုကျွန်တော်စူးစမ်းမှာဖြစ်ပါတတ်မတော့ဒီပေါ်မှာအပြည့်ဝရက်တိကြောင်းကျွန်တော်တို့ပြောလို့ပါနော်ဒါမှမဟုတ်ဒါကတော့တိဆောက်တဲ့အခါမှာထက်သင်းစစ်ဆမ်းမဲ့အချက်တည်းကနိုင်ငံတော်တမိုင်းချောင်းပေါ့နိုင်ငံတော်တမိုင်းပေါ့နောက်ပြီးရင်ဖြတ်တန်းလာခဲ့တဲ့တမိုင်းပေါ့နောက်ပထဝီနိုင်ငံကြီးပေါ့ဗျပထဝီနိုင်ငံကြီးရတယ်တော်လေးကြီးကြီးပါကျွန်တော်တို့နိုင်ငံနဲ့ထိဆက်နေတဲ့ထဲမှာအင်အားကြီးနိုင်ငံဖြစ်တဲ့ ရတုပြည်သူသမ္မတနိုင်ငံနဲ့အိန္ဒိယသမ္မတနိုင်ငံတို့နှစ်ခုရှိပါတယ်ဒူဝိယယနိုင်ငံရဲ့အနေထားယအရွယ်စားယစီးပွားရေးယဘလို့ကဏ္ဍအပိတ်ကြီးကြီးကဘာမှအဲအားကြီးဆိုအုပ်စုတွေမှာပါတဲ့နှစ်နိုင်ငံနဲ့ကျွန်တော်တို့နိုင်ငံပိတ်ကြီးထိဆက်တဲ့နိုင်ငံဖြစ်ပြီးတော့နိုင်ငံရေးစနစ်မတူညီတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒီပေါ်မှာကျွန်တော်တို့ဒါမှန်မှန်ကန်ရက်တည်နေပြန်ဖို့ကျွန်တော်တို့ကပါဒါကြောင့် နိုင်ငံခြားရေးမူဝါဒမှာလည်းလွတ်လိုက်ပြီးတက်ကြွတဲ့ဗမ္မာတဲ့နိုင်ငံခြားရေးမူဝါဒနိုင်ငံနိုင်ငံချင်းချင်းဘုပ္ပံပပဆက်ဆံပြီးရှိတဲ့နိုင်ငံအနေနဲ့နိုင်ငံခြားရေးမူဝါဒကိုချက်မှတ်ထားတာဒီပေါ်မှာကျွန်တော်အလေးနဲ့ထားစဉ်းစားပြီးတော့မှကျွန်တော်တို့ဒီနိုင်ငံရဲ့ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးဒါတွေကိုဒါဟိုထက်တင်စဉ်းစားဆောင်ရွက်ဖို့လူတွေအကြောင်းလေးတွေ ကျွန်တော်ပြောလို့ပါဒီလိုစဉ်းစားဆောင်တဲ့ဘုပြောရင်လည်းစောစောကျွန်တော်ပြောတဲ့ကျွန်တော်တို့မှာအားနဲ့ချက်ရှိတဲ့အသိပညာတက်ပညာအတိုင်းပညာပညာရေးနဲ့ပတ်သက်တာအားနဲ့ချက်လုံးဝညင်းလို့မရအောင်နော်ဒါကိုကျွန်တော်တို့ကပညာရေးနဲ့ပတ်သက်ပြီးတော့အဓိကတာမြှင့်တင်ပေးဖို့လိုအပ်ပါတယ်မရှက်ပါဘူးကျွန်တော်တိုက်ပြည်နဲ့ပတ်သက်ကျွန်တော်ပြောတာတစ်ခါကြောက်တယ်ကိုကိုပုံကိုလှန်ထောင်းတယ်ကျွန်တော်ပြောကြပါတကယ်တော့တကယ်အမှန်ပါပဲတကယ်အမှန်ပဲကျွန်တော်တို့မှာအားနဲ့ချက်ရှိတာပညာရေးအားနဲ့ချက်ရှိတဲ့အတွက်ကြောင့် ပရမစင်နေတဲ့ GG Club 90ကိုတော့ဖို့ရအောင်လုပ်ကြဖို့လိုပါတယ်အခုတက်နေတော့ကျွန်တော်အကြောင်းကိုဖွင့်ပါတယ်ဒီကိတဲ့ဂျပန်ကဒီအကြောင်းပဲကိုပြန်ပြီးတော့ထင်းချုပ်တဲ့တက်ကမှာကြော်ချက်ချင်းတိုက်ပြီးပြောတော့မယ်အကြောင်းတွေရအောင်အတိအကြောင်းဖွင့်ပါခလိတွေဟိုအစိုးရစစ်အကြောင်းတော့ငါမပြောဘူးကွာလို့အကြောင်းစစ်တွေရှိမယ်အကြောင်းစစ်တွေမှာတော့ဟလာဒီစနေတူနေ့မှာရအောင်တင်ပေးတင်ပေးပြီးကိုတင်ပြီးတဲ့တော့ကိုဟလာဆောင်ဘက်စစ်ပြေးလိုက် ။ဒါပြီးတော့သင်္ဍတွင်းတွေပြီးပြီးလို့ရှိရင်ကျောင်းပည့်ရက်တွေမှာလည်းပြန်တက်ခိုင်းရွယ်တီကျောင်းပည့်ရက်ကြတယ်ကျောင်းပြတ်တက်ခိုင်းကြံခဲ့တဲ့ဆက်ချွတ်တွေပြန်လို့ပြန်လို့ပြီးအိုက်ပါတခါဆောင်မေတခါပြန်စစ်ရိုးတဲ့ကလေးမဆုံးရှုံးအောင်ပါသူတို့ဒီနှစ်ဒီနှစ်အဆုံးရှုံးမှုဆိုတာတော်တော်လေးအကြီးမားပါတယ်ဒီမှာတယောက်လာတဲ့ပူတယ်တွေအားလုံးလည်းပြင်ရအကြောင်းတွေကြောင်းနေကြတဲ့လူတွေဖြစ်ပါတယ်နော်တာသည်မီချင်းတောင်းတာချင်းပေါ့နော်မိပါချင်းစာနာဖို့လိုပါတယ် ။ဒါကြောင့်တို့ဒီလေပညာတတ်တွေပညာရမကြံခဲ့အောင်ကျွန်တော်တတ်နိုင်စွာဆောင်ရွက်ပေးပါတယ်။အလားတူပါပဲတက်ကူတွေဟဲ့ကောလိပ်တွေမှာလည်းအခုအကြောင်းမျိုးကြောင့်ပိတ်ရတဲ့အကြောင်းတွေရှိတယ်။တတ်နိုင်စွာထွန်ခိုင်းပါတယ်။ပျက်စီးပွားတဲ့အကြောင်းတွေစောစောခင်ရတဲ့ဒီမှာဘုတ်မှာပြထားတဲ့ပုံတွေမှာတွေ့ပါလိမ့်မယ်။နော်ဒါလေးလည်းကြီးမားတဲ့ဆုံးချုံမှုတွေအများကြီးဖြစ်ပါတယ်။ဒါလေးတတ်နိုင်စွာပြင်ပါမြန်မြန်ပြင်မြန်မြန်ပြီးပြီးတော့လာမယ့်ပညာတင်နေ့ဒီနေ့ဆိုရင်လည်းဟလာဒီ graduate တက်ကတူကျွန်တော်တို့ဖွင့်ဖို့လုပ်ထားပါလာမယ့်နေ့ဆိုလို့ရှိရင် ကျန်တဲ့တက္ကသိုလ်တွေဖွင့်နိုင်အောင်ကျွန်တော်ကြိုးစားပါမယ်အခုဟလာမကြခင်မှာလဲတခြားတနည်းအားတက္ကသိုလ်တစ်ခုတို့ကျွန်တော်ဖွင့်နိုင်ဖို့တဲ့စီစဉ်နေပါတယ်ဒါလေးဟိုပြင်ဆင်နေပါတယ်တရားဆိုတော့ပညာရေးကတော့ကျွန်တော်ကြံခဲ့လို့မရပါဘူးပညာရေးနဲ့ပတ်သက်ပြီးလုပ်ဖို့လိုပါတယ်ဒါကြောင့်ဒါကိုဆောင်ရနေဖို့တဲ့နောက်စီကံတကြဖြစ်တဲ့ရွက်ကောက်ဘွယ်ဖြစ်လာစေဖို့အတွက်ရွက်ကောက်ဘွယ်တစ်ဆင့်လာမဲ့ဟလာအစိုးရအစ်စ်တက်တိုင်းပူပြီးတော့မှနိုင်ငံကိုဒီမိုကရေစီနိုင်ငံပုံမှာမှန်မှန်ကန်ကန်ဆက်နွှဲနိုင်ဖို့တဲ့ စည်းကမ်းတစ်ချက်ဖြစ်ဖို့တည်းမိဘဆရာသမားတွေဒေသလက်ခေါင်းဆောင်တွေပေါ့အယ်လ်ဒါတွေပေါ့မိမိမုတ်ဖတွေဒါတက်နေဆိုထိမ့်သိမ့်ပြီးတော့ဆောင်ရွက်ပေးကြဖို့တည်းဒါကျွန်တော်ပြောလို့ပါတယ်ကျွန်တော်တို့ဒီမှချက်ဒီဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပဲအဲဒီစစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ဘာဒူဒီမိုကရေစီစနစ်ခိုင်မာစေဖို့နော်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေး ဟိုဒါကျွန်တော်ဆောင်းဝဲဖို့ဒါပြည်သူဒုတိယဆန္ဒဖြစ်ပါတယ်အခုကျွန်တော်တို့ငင်းကြိုင်းဆယ်နှစ်ပြည့်လုပ်တယ်ဒီနေ့ဆယ်နှစ်ပြည့်မမတော့ဒီစနစ်ဒီဒါအကောင်နဲ့ပေါ်နေဖို့ဆိုရင်ကျွန်တော်နှုတ်ကြနေပါတယ်အဲဆယ်နှစ်ဆယ်နှစ်တွေးမှလဲပထမ9နှစ်ဟာလားဒါဒုတိယ9နှစ်ပထမငန်းနေ့မှာလဲညီညာညီလာခံလုပ်ပြီးတော့မှဟာလာဒီဟာကိုပဲအကြောင်းမျိုးမျိုးနဲ့ဆက်တဲ့ကောင်ထယ်ဖော်နေပို့တော့ကျွန်တော်တို့ကြံခဲ့တာပေါ့။အဲကျွန်တော်တောင်ဝန်ယူတဲ့ကာလကကြာတော့လဲ အဲ့ပြောလို့ရှိရင်တတ်မတော်မနေမဟုတ်လို့မလုံနိုင်ဘူးဆိုတဲ့ဟာလည်းပြောကြပါဘူး။ဆရာမတော်ဒီထဲမှာမဲတက်မှရေးထူထားတယ်။နော်။ကျွန်တော်ကိုယ်တိုင်လက်မှတ်ထူထားတာတရား။ကျွန်တော်ထူထားတဲ့ဂရီကိုကျွန်တော်ဘုရင်မှမဖြစ်ဘူး။ကျွန်တော်ပြောတဲ့ဗဇတ်ဂရီလည်းမဖြစ်ပါဘူး။ဒါကြောင့်ဟဲ့လားကျွန်တော်ကတကယ်လို့ဒါစိုးစီးတဲ့ဆွေးနွေးညှိနှိုင်းဆောင်ခဲ့မယ်ဆိုရင်အခုဒီအသိမှုတွေအကောင့်ထဲပုံနေပြီဖြစ်ပါတယ်။ကျွန်တော်ရတဲ့ရတဲ့အချိန်လေးအတွင်းမှာတော့မှစောစောဥပဒေပြင်ဆင်ရေးအတွက်ကျွန်တော်တို့သဘောတူညီကြကြခဲ့ ကြောက်ညှိတိုင်းကြောက်ညှိခဲ့တယ်ကျတော့သဘောပေါက်ပါတယ်တရားနော်သဘောပေါက်ပါတယ်ဒါကြောင့်ပြောချင်တာကတော့ဒီသက်ဆိုင်သူပုဂ္ဂိုလ်များပေါ့သက်ဆိုင်ပုဂ္ဂိုလ်များဟလာဒီတကယ်ပြည်တော်သူအကျိုးပေါ့ပြောသူအကျိုးတိုင်းသားပြည်သူတွေရဲ့ပြည်သူတွေရဲ့အကျိုးဟောနိုင်ငံတော်ရဲ့အကျိုးကိုကြည့်ပြီးတော့ဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါတယ်ကျွန်တော်အလေးထည့်ပြီးဒါပြောပြစီအဲ့တော့ကျွန်တော်တို့ရဲ့နိုင်ငံကိုဟလာဒုက္ခရောက်အောင် ကျွန်တော်မလုပ်ကြဘူးကျွန်တော်ပြောကြပါတယ်တိုက်ပြီးကောင်းအောင်လုပ်ကြဖို့ပူပေါင်းဆောင်ပေးကြဖို့လည်းကျွန်တော်ပြောလိုပါတယ်ကျွန်တော်အနေနဲ့တိုက်ပြီးကောင်းဖို့တဲ့လုပ်ွယ်ဆိုလို့ရှိရင်အများအားအစင်သိရှိတယ်ဆိုတဲ့အကြောင်းလေးလည်းထားလောင်းပြောကြပါတယ်ခင်ဗျာကဲတော့ပါပါ